ဒါကတော့ငလင်လှုပ်ပြီးတော့တလကြာရင်မန္တလေးရဲ့အချိန်တွေပါကျွန်တော်ကမန္တလေးကိုရောက်ခဲ့တာ18နှစ်လောက်ရှိပြီပေါ့နော်ကျွန်တော်ဒီမကပါဘူးကျွန်တော်ရဲ့ဒီအဖိုးအဖွားလေးတော့မှဒီမြန်မာနိုင်ငံမှာနေနေရပါပေါ့နော်သူတို့ရဲ့တသက်တာမှာဒီလိုမျိုးကြီးမားတဲ့ငလင်တန်မျိုးကိုသူတို့တခါမှမကြုံခဲ့ဘူးပါဘူးအခုလိုမျိုးငလင်တန်တွေကြောင့်မလို့ကျွန်တော်တို့အိမ်တွေပြို့ တိုက်တွေပြိုလူတွေအသက်တွေဆုံးရှုံးပေါ့နော်လူတွေအိမ်ရမဲ့နေဖို့နေရာတွေမဲ့တဲ့အခြေအနေမျိုးကိုကျွန်တော်မြင်ရတော့စိတ်မကောင်းဘူးပေါ့နော် ပြီးတော့ငလင်တန်အကြီးကျန်နှစ်ခါလောက်ပြီးတဲ့နောက်မှာတင်ဒါကပြီးရမှာမဟုတ်ပါဘူးငလင်တန်တိတ်တိတ်လေးတွေကလည်းအချိန်မရွေးနေရာမျိုးမှာကျွန်တော်ဖြစ်နေတဲ့အတွက်ကြောင့်လို့လူတွေကစိုးရင်ပူပန်ကြောင်ကြဆဲတွေနဲ့နေနေရတာပေါ့နော်ငလင်လောက်ခတ်သွားတဲ့အချိန်ကမင်းလေးပိုင်းလေးတွေပဲရှိတယ်ဆိုပေမဲ့ သူနောက်ဆက်တွဲကြံနေခဲ့တဲ့ပြဿနာတွေအများကြီးပါပဲအဲဒီမှာမှာအရင်ကြီးတဲ့ပြဿနာတစ်ခုကပါလဲဆိုတော့ကျွန်တော်ကျန်းမာရေးပြဿနာတွေပေါ့နော်အတိအကျဆုံးပြောရမယ်ဆိုရင်သူတွေကကျွန်တော်ထိခိုက်ဒဏ်ရာတွေရတာပေါ့နော်ပြီးတော့နာသာရှည်ရောဂါတွေဖြစ်တဲ့ကျွန်တော်ဆီးရောဂါတွေသွေးတိုးရောဂါတွေရှိတဲ့လူတွေဆိုရင်သူတို့ကဒီရှာဝန်းတဲ့ပုံမှန် check up လုပ်ဖို့ကကျွန်တော်အခက်အခဲတွေဖြစ်လာတာပေါ့နော် အဲ့ဒီတော့ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတွေနဲ့ပေါင်းပြီးတော့ဗောနော်ကျွန်တော်တို့ဆေးကုသမှုလိုအပ်တဲ့နေရာတွေကျွန်တော်ဆေးရုံဆေးခန်းတွေနဲ့အလန်းဝေးပြီးတော့ဗောနော်တွားဖို့တွားဖို့လာဖို့ကျွန်တော်အခက်အခဲရှိနေတဲ့လူတွေအတွက်ကျွန်တော်တို့အခမဲ့ဆေးကုတာတွေလုပ်နေပါတယ်ခင်ဗျာကျွန်တော်ကမန်လေးတင်မကပဲနဲ့ဗောနော်ကျွန်တော်တို့မန်လေးမြို့ပြင်အထိကျွန်တော်တို့စင်ကိုင်းလို့စကိုင်းလို့တရဦးလို့ဆက်တဲ့နေရာတွေပါကျွန်တော်တို့ကအခမဲ့ဆေးကုသမှုတွေလုပ်ပေးနေပါတယ်ခင်ဗျာ နာတာရှိယောဂတွေတွေဖြစ်တဲ့ကျွန်တော်စီးချိုလို့တွေးသူသမားတွေအတွက်လည်းကျွန်တော်ကအဲတတ်နိုင်ရမှာပေါ့နော်ကျွန်တော်မှာရှိသလောက်ကျွန်တော်ဆေးကကုညီပန့်ဖို့လူတိုင်းလည်းရှိပါတယ်ဒီလိုမျိုးအခက်အခဲတွေအများရှိနေတဲ့အချိန်မှာပဲကျွန်တော်တို့မကပါဘူးကျွန်တော်တခြားတော့လူတွေရတယ်ပေါ့နော်အဲအဲ့လိုမျိုးလူလာတန်းတာတွေကျွန်တော်အများကြီးတွေ့ပါတယ်လူတွေအတွက်နေဖို့နေရာတွေကျွန်တော်ထန့်လေးတွေစောက်ပေးရတယ်ပေါ့နော်ပြီးတော့ကျွန်တော်အဲစားဖို့တောက်ဖို့ရေတွေအဲအစားအစာတွေပြီးတော့စောင့်တွေချင်းအောင်တွေဒါတွေအများကြီးလုပ်ပေးနေရတဲ့လူတွေကျွန်တော်အများကြီးမြင်တွေ့နေရပါတယ်ဒါတွေကတော့ငလင်တန်းကြောင့်လို့ကျွန်တော် ဘေးဒုက္ခဖြစ်နေတဲ့တွေအတွက်စိတ်ခွန်အားအထောက်ပံ့တွေပဲဖြစ်ပါတယ်ကျွန်တော်အင်အားလည်းငလင်တန်းကြောင့်မလို့လောလောဆယ်လူနေလို့ရတဲ့အခြေအနေမဟုတ်ပါဘူးဒီလိုပဲကျွန်တော်တို့အခြေအနေဆိုးတဲ့လူတွေရောကျွန်တော်လိုလူတွေရောအဲအဲ့လိုမျိုးလူတွေအတွက်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်အရင်လိုအခြေအနေမျိုးပြန်ဖြစ်အောင်အတူတူစူးစမ်းကြအောင်ပေါ့နော်ဒီကြားထဲမှာလည်းလူတိုင်းကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့မိမိခန္ဓာကိုယ်စောင့်ရှောက်နိုင်ရပါစေလို့စုမကောင်းတောင်းရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကြည့်ရူးတင်ပါတယ်ခင်ဗျာ